င်္ဂလာပါလေဘုတန်မီလာ28ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းတွေကတော့မန္တလေးမြို့ချိုင်းရိုင်တာဇန်မြို့နယ်ကောင်းပိုင်ဘွားတွင်မိလောင်ကျမ်းမှုဖြစ်ပွားခဲ့ပြီးဝန်ထမ်းမျိုးသမီး၄ဦးသေဆုံးတယ်ဆိုတဲ့တဲ့ဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းတွင်လေပြင်းနှင်းရေဝန်တစ်ခုဖြစ်ပေါ်နေပြီးမြမကန်ယူရန်တစ်လျှောက်မှာရေပြင်းပြင်းလေးတနအီလရင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်တယ်ဆိုတဲ့တဲ့မတာဖတမင်းနဲ့တန်ကန်ပါတဲ့ရေရင်တစည်းကိုအင်ဒိုနီးရှားအာဏာပိုင်များကဖမ်းမိတယ်ဆိုတဲ့တဲ့ အမေရိကန် Golden Drone ဒုံးကျည်ကာဝေးစနစ်သည်အလွန်အန္တရာယ်ကြီးတယ်လို့မြောက်ကိုရီးယားဝေဖန်နေဆွဲတဲ့ရကာနာဂျိုကအသင်းသစ်ရှာတွေ့ပါစေလို့ဆုတောင်းထားရန်မယုန်နီးပြအောင်မွန်ရန်ပြောကြားခဲ့တယ်ဆိုတဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဥဆုံးသတင်းမို့အနေနဲ့မန္တလေးမြို့ချိုင်းရင်သာဇံမြို့နယ်ရှိကောင်းပွင့်ဘားမှာမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးဝန်ထမ်းမျိုးသမီး၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။မန္တလေးမြို့ချိုင်းရင်သာဇံမြို့နယ်ရှိကောင်းပွင့်ဘားတွင်မိလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းမျိုးသမီးလေးဦးသေဆုံးမှုမေလ28ရက်နေ့နနက်9:40မိနစ်အချိန်တွင်ဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ထံကနေသိရပါဗျ။မန္တလေးမြို့ချမ်းရင်းသာဇံမြို့နယ်89လမ်း33လမ်းနဲ့34လမ်းကြားရှိကောင်းပိုင်ဘွားမှာမိလောင်မှုဖြစ်ပွားခဲ့ကြောင်းမိလောင်မှုအားသက်ဆိုင်ရာမြို့နယ်မိသားစခန်းမှာမိသားကားများမိသားတပ်ဖွဲ့ဝင်များဖြင့်ငိမ့်သက်ခဲ့ရာနနက်10:00နာရီချိန်တွင်မိထိန်နိုင်ခဲ့ပြီး10:00နာရီ10မိနစ်အချိန်တွင်မိငိမ့်ခဲ့ကြောင်းမိလောင်မှုကြောင့်မြို့သမီးလေးဦးသေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမိသားတပ်ဖွဲ့ထံကနေသိရပါဗျ။ မိလာမှုဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးအားသက်ဆိုင်ရာမှာစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံမိသားတပ်ဖွဲ့ထံကနေသိရပါဗျ။ဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းတွင်လေပြင်းနှင့်ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးမြန်မာကမ်းရိုးတန်းတစ်လျှောက်မှာရေပြင်းပြင်းပြင်းလေးဟာတနအီလရင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းတွင်လေပြင်းနှင့်ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးမြန်မာကမ်းရိုးတန်းတစ်လျှောက်မှာရေပြင်းပြင်းပြင်းလေးဟာတနအီလရင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ကြောင်း မေလ29ရက်တွင်မူလီဝတ္တနှင့်ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းလွန်မှာလေဗီယာနယ်ရှယ်ဝန်တစ်ခုဖြစ်ပေါ်နေကြောင်းအဆိုပါလေဗီယာနယ်ရှယ်ဝန်ဟာ ရောက်ဖက်သို့ဖြင်းင်းစွာရွေလျားနိုင်ပြီးပုံမိုအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရကြောင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားလုံးကောင်းနေကြောင်းသိရပါတယ်။အဲ့ဒီအတွက်ကြောင့်မေလ28ရက်နေ့မနက်ပိုင်းအထိရှမ်းပြည်နယ်မြောက်ပိုင်းတွင်နေရာစိစိနဲ့ကြံတန်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမုတ်တစ်ချုံရွာပြီးရခိုင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး ်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရမူကြီးနိုင်ကရွာရံရာနှုံးပြည့်ဖြစ်ကြောင်းသိရပါတယ်။မိုးတိမ်တောင်းဖြစ်ပေါ်မှုအနေနဲ့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ပါ မိုးတိမ်တောင်းများဖြစ်တော်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေလျားရာနေရာတစ်လျှောက်မှာ မိုးရသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်။မြမပင်လေပြင်းရှိမြမကံရွယ်တစ်လျှောက်နဲ့ကဲလိုပင်လေပြင်းတို့မှာမကြာခဏမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းကြီးရာမှလှိုင်းလွန်ကြီးမှဖြစ်ကြောင်းမိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေဟာတနအီလ35မိုင်မှမိုင်40အထိတက်ခတ်နိုင်ကြောင်း လိုင်းမြင်းမှာမြမကန်ယူတဲ့တခြားနဲ့ကဲလွန်ပင်လေပင်တို့မှာ10ပေမှ14ပေခန့်ရှိနိုင်ကြောင်းသိရပါတယ်။လာမယ့်နှစ်ရက်အတွင်းရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်ရီမူကြီးနိုင်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမတ်တာဖတ်တမင်းနဲ့တန်ကန်ပါတဲ့ရင်ရစည်းကိုအင်ဒိုနီးရှားအာဏာပိုင်များကဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ မတဖတ်သမင်းလေးချိန်နှစ်တန်ခန့်ပါတဲ့ရင်တစည်းကစူမာရာကျုံမလမ်းမကန်းတွင်ဖမ်းမိခဲ့ပြီးနိုင်ငံသမိုင်းတွင်မူရစ်စေအများဆုံးတင်းစေးရရှိမှုဖြစ်တယ်လို့အင်ဒိုနီးရှားမူရစ်စေဝါတိုက်ဖြည့်ရေးဌာနကမေလ26ရက်တွင်ထုတ်ပြန်ခဲ့ပါတယ် အဆိုပါဌာနရဲ့အကြီးအကဲမာတီနက်တဟုကွန်သတင်းစာရှင်းလင်းပွဲပြောကြားချက်အရထောက်လန်းမှုများ၅လကြာပြုလုပ်ပြီးတဲ့နောက်ပြီးခဲ့တဲ့ပတ်မှာအနာပိုင်များကတင်မောများစေလို့ခါစီဒရဂွန်တာရဝါအမည်ရှိရရင်တစည်းကိုတာစီစစေးရမှဘူးများဖြင့်ထည့်ထားတဲ့မက်တာဖက်တမင်းစေဝါများကိုတွေ့ခဲ့ပါသည်။၎င်းစေဝါများဟာရွှေသတိကန်ဒေတာရှိမွေးရီစေလုပ်ငန်းစုတစ်ခုမှပို့လိုက်တယ်လို့ယူဆရပြီးအင်ဒိုနီးရှားပြင်မလေးရှားနဲ့ဖိလစ်ပိုင်ကဲ့သို့အရှေ့တောင်အာရှနိုင်ငံချို့ကိုပါပို့ရန်ရည်ရထားခြင်းဖြစ်ကြောင်း မစ္စတာဟုကွန်ကပြောပါတယ်။အဆိုပါရရင်မှအင်ဒိုနီးရှားနိုင်ငံသား၄ဦးနဲ့ထိုင်းနိုင်ငံသား၁ဦးတို့ကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။မေလာဆောင်ပိုင်းကလည်းအမေရိကန်ဒေါ်လာ425သန်းတန်ကြီးရှိမက်ဒန်ဖက်တမင်းနဲ့ကိုကင်းများတင်ဆောင်လာတဲ့ရရင်တစည်းကိုအင်ဒိုနီးရှားရေတပ်ကဖမ်းဆီးလိုက်ပြီးထိုင်းနိုင်ငံသား၁ဦးနဲ့မြန်မာနိုင်ငံသား၄ဦးထိန်းသိမ်းခံခဲ့ရပါတယ်။အင်ဒိုနီးရှားမှာမွေးရေးဆေးကုန်ကူးမှုကိုတည်တံထည့်ပြစ်ပေးနိုင်ပါတယ်။ဆက်လက်ပြီး အမေရိကန် Golden Drone ဒုံးကျည်ကာဝေးစနစ်တည်အလွန်အနည်းကြီးတယ်လို့မြောက်ကိုရီးယားဝေဖန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါမြောက်ကိုရီးယားကအမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ Golden Drone ဒုံးကျည်ကာဝေးအစီအမံသည်အာကာသကိုလက်နက်တပ်ဆင်ရန်ရည်ရွယ်တဲ့အလွန်အနည်းများသောအစီအမံအဖြစ်ရှုတ်ချလိုက်တယ်လို့မေလ29ရက်တွင်မြောက်ကိုရီးယားအစိုးရပိုင်းမီဒီယာကဖော်ပြခဲ့ပါတယ်ရကိုရီးယားနိုင်ငံသားယူကြီးဌာနကအစိုးရထုတ်ပြန်ချက်မှတ်တမ်းကိုထုတ်ပြန်ခဲ့ရမှာ၎င်းတို့ကြီးကကွေရေးစနစ်ဟာ နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံများရဲ့မဟာဗျူဟာမြောက်လုံခြုံရေးကိုချင်းချောင်းရည်ရွယ်တဲ့အလွန်အနည်းများတဲ့ချင်းချောင်းမှုစီစဉ်တရေဖြစ်တယ်လို့ဖော်ပြထားကြောင်းကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA ကဖော်ပြပါတယ်။ထရန့်က ဒုံးကြီးကော်ကော်ရေးစနစ်အတွက်အသည့်ချက်ချွတ်အသေးစိတ်များကနအုပ်ငွေကြေးထောက်ပံ့ပေးမှုများကိုလွန်ခဲ့တဲ့သတင်းပတ်မှာထုတ်ပြန်ပေးခဲ့ပြီး၎င်းဒုံးကြီးကော်ကော်ရေးစနစ်ဟာမိမိတို့နိုင်ငံရဲ့အောင်မြင်မှုနဲ့အသက်ဆက်ရှင်သန်မှုအတွက်တောင်အလွန်အရေးပါနေရလို့ပြောကြားခဲ့ပါတယ်။၎င်းဒုံးကြီးကော်ကော်ရေးစနစ်ဟာထင်သာမြင်သာရှိတဲ့နည်းပညာဆိုင်ရာစိန်ခေါ်မှုများနဲ့နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်နေရတယ်လို့လေလာဆက်စစ်သူများကပြောကြားခဲ့ပြီးကုန်ကျစရိတ်များပြားလွန်နိုင်တယ်လို့ဆိုပါတယ်။ မြန်ကိုရီးယားဆိုရရဲ့ထုတ်ပြန်ချက်မှာအမေရိကန်ပြည်ထောင်စုဟာအကာတကိုစစ်စင်ရေးပုံစံပြောင်းလဲရန်ထင်ရဆိုင်လှုံ့ဆော်မှုဖြစ်တယ်လို့ဆိုဆွဲထားပါသည်။ဒုံးကြီးကကွယ်ရေးစနစ်တစ်ကိုတိစောက်မဲ့အမေရိကန်ရဲ့အကြံစီဟာနျူကလ িয়ার နဲ့ကင်ထားတဲ့နိုင်ငံတွေရဲ့လုံခြုံရေးစိုးရိမ်မှုကိုစွာပေးတာအပြစ်ပတ်အကာတကိုနျူကလ িয়ার စစ်မြေပြင်ဖြစ်လာမဲ့အနေအထားဖြစ်ပြောင်းလဲတာတို့ကနေကမ္ဘာနျူကလ িয়ার နဲ့အကာတနဲ့ပြန်ဆိုင်မှုကိုပေါ်ပေါက်စေမဲ့အရင်းခံအကြောင်းဖြစ်ပါတယ်လို့ဖြည့်ဆွက်ဖော်ပြထားပါသည်။နောက်ဆုံးသတင်းပုံအနေနဲ့ ကာနာချိုကအသင်းသစ်ရှာတွေ့ပါစေလို့ဆုတောင်းထားရန်မယုန်နီးပြအမှုနဲ့ပြောကြားခဲ့တဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။မန်ချက်စတာယူနိုက်တက်နီးပြအမှုရန်ကအသင်းတောင်ပံတိုက်စစ်ကစားသမားကာနာချိုကိုအသင်းကစားသမားတွေရှေ့အားလုံးရှေ့မှာပဲဒီရသည်အသင်းသစ်ရှာတွေ့ဖို့ဆုတောင်းထားစေလို့တတိပေးခဲ့ပြီးအသင်းသစ်လူစင်းကနေထုတ်ပယ်ခဲ့တယ်လို့ဗီတင်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။ အာမိုရင်ဟာမေလ24ရက်နေ့စနေနေ့မှာ အသင်းရဲ့လက်ကျင့်အကွင်းဖြစ်တဲ့ကာရင်တန်ကွင်းမှာအသင်းကစားသမားတွေနဲ့မီတင်ပြုလုပ်ခဲ့ပြီးအသင်းမှာမပြောမရှင်းဖြစ်နေတဲ့အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမားဂါနာချို့ကိုဒီနေ့ရသည်မှာအသင်းကိုထွက်ဖို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဒေလီမေးရဲ့ဖော်ပြချက်အရအာမိုရင်ဟာယူရိုပါလိဘောလုံးပွဲအပြီးမှာသူ့ကိုဝေဖန်ခဲ့တဲ့ဂါနာချို့ကိုအလွန်ဒေါသထွက်နေပြီး ဇူလိုင်လစမ်းပိုင်းမှာအသင်းတွေတို့ရာသီကြိုလေ့ကျင့်မှုပြုလုပ်ဖို့ထက်အသင်းတွေရှာဝေဖို့အတွက်သာဆူတောင်းထားဖို့ဂါနာချို့ကိုပြောကြားခဲ့တာပါ။အာမိုရန်ကဂါနာချို့ကိုမင်းအနေနဲ့ဒီနေ့မှာမင်းကိုခေါ်ယူမယ့်ကလပ်တင်ရှိဖို့ဆူတောင်းထားတာပိုကောင်းမယ်လို့အသင်းပေါ်များအလုံးရှိမှအတိပေးပြောကြားခဲ့ခြင်းဖြစ်တယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။အသက်20အရွယ်ကာနာချိုဟာတရားဒီမှာ Manchester United အသင်းအတွက်ပြိုင်ပွဲဆုံး58ပွဲအထိပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့သူဟာစပါတင်းကိုတကူကိုမရှိနဲ့ရှုံးနေခဲ့တဲ့ယူရိုပါလိဘောလုပွဲမှာပွဲထက်စင်းကားနေချန်လက်ခံခဲ့ရပြီးလူစားဝင်ဖြစ်19မိနစ်တာပါဝင်ကစားခွင့်ရခဲ့တာပါ။အဲ့ဒီချက်နဲ့ပတ်သက်ပြီးခါနာချိုကအသေးနည်းပြအာမိုရင်ကို လူသိရှင်ကြားဝေဖန်ခဲ့တာဖြစ်ပါတယ်။ယူရိုပါလိဘောလုပွဲပြီးမှာခါနာချိုကကျွန်တော်တို့ရဲ့ယာတီကအရန်ဆိုရတယ်။ဒီမှာဘယ်သင်းကိုမှမနိုင်ဘူးကျွန်တော်တို့အရာရာချို့တက်ခဲ့ပါတယ်။ ဘလူဝဲမြောက်ခင်တီအစင်တိုင်းမှာကျွန်တော်ကစားခဲ့ရပေမဲ့ဒီနေ့တော့မိနစ်20တောင်ပြည့်အောင်မကစားခဲ့ရဘူး။အားလည်းရက်မှာကောင်းကောင်းအနားယူပြီးအနာဂတ်အတွက်ဆုံးဖြတ်ရပါတော့မယ်လို့ပြောကြခဲ့တာပါ။အာမိုရင်ကအဲ့ဒီမှတ်ချက်ကိုဒေါသထွက်ပြီးဂါနာချိုကိုပရီးမီးယားလိရာသီပိတ်ပွဲမှာအသင်းလူစင်းကနေထုတ်ပေးခဲ့တယ်လို့အသင်းသစ်ရှာဖွေဖို့အတိပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဂါနာချိုကိုခေါ်ယူဖို့နာပိုလီ၊ချယ်ဆီနဲ့အက်တလက်တီကိုတို့ကစိတ်ဝင်စားနေကြပြီးမန်ချက်စတာယူနိုက်တက်တင်းကသူ့အတွက်ပြောင်းရွှေ့ကြေးပေါင်တန်း80ဝန်းကျင်အလိုရှိနေတယ်လို့သိရပါတယ်။အလဲဝဒိုင်းမေလ28ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြီးစုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။